ပီယာပီယာဆိုတိုင်းမပွင့်ခြင်းပါနဲ့ပီယာစည်းဆိုတာချစ်ခင်ခြင်းတစ်ခုတည်းမဟုတ်ပဲနဲ့တချို့တချို့တော့ပီယာတွေကတော့လက်လာဘတွေကိုပါအထောက်ပံ့ပြုတာမျိုးတွေရှိတယ်အလုံးမင်္ဂလာပါကျွန်မကတော့အောင်ဆက်ကြကမီယာလောကီမညာလန်လန်မဆရာမခင်ဦးတစားဖြစ်ပါတယ်ဒီကနေ့မှာကျွန်မကလူပြောများနေတဲ့အကြောင်းအရာလေးတစ်ခုဒိုဒီမဟုတ်လူတိုင်းနှိမလိုချင်တဲ့အရာလေးတစ်ခုဖြစ်တဲ့ပီယာ ပီယာအကြောင်းကိုကျွန်မကပြောပြပေးသွားမှာဖြစ်ပါတယ်။ပီယာဆိုတဲ့နေရာမှာပီယာဆိုတာချစ်ခင်ခြင်းလို့ကျွန်မတို့အကြမ်းမြင်ပြောလို့ရတယ်။ချစ်ခင်နေဆိုတဲ့နေရာမှာသားသမီးကနေမိဘကိုချစ်တာလဲချစ်ခင်ခြင်းဖြစ်တယ်။မိဘကနေသားသမီးကိုချစ်တာလဲချစ်ခင်ခြင်းဖြစ်တယ်။ချစ်သူရေးစားအိမ်တော်ဘက်တွေနဲ့အပြန်အလှန်ချစ်ခင်ခြင်းကလည်းပီယာပဲဖြစ်တယ်ပေါ့နော်။အဲ့တော့ပီယာဆိုတဲ့နေရာမှာဒီချစ်ခင်ချင်းကိုရရှိဖို့အတွက်တာမန်တမယိုးကြဒီလူတယောက်ဟာမျက်နှာမြင်ချစ်ခင်ပါစီအတန်ကြာတနာပါစီဆိုရက် ကံညာသာသဖြင့်ဒါမျိုးတွေနဲ့ပြည့်စုံနေခြင်းဒီ၎င်းဒီလိုမျိုးမဟုတ်ဘဲနဲ့ပြုပြင်ပြီးတော့ယူလို့ရတဲ့နီလန်းတွေအကြောင်းနောက်တစ်ခါဒီပြုပြင်ခြင်းတွေရဲ့ကောင်းကျိုးဆိုးကျိုးတွေအကြောင်းကိုကျွန်မကဒီနေ့မျှဝေပေးသွားမှာဖြစ်တယ်အဲ့တော့မိတ်ဆွေကအချစ်ခံနေတဲ့သူဆိုရင်ဒီဗီဒီယိုလေးကိုဆောင်းဆက်ကြည့်ပေးပါနော်ဟုတ်ကဲ့ပီယာဆိုတဲ့သဘောတရားမှာပီယာဆိုတာပြောခဲ့သလိုပဲချစ်ခင်ခြင်းဖြစ်တယ်ချစ်ခင်ခြင်းဆိုတဲ့နေရာမှာ မိမိတို့ရဲ့လုပ်ငန်းဆောင်တာလုပ်ငန်းခွင်တွေမှာအထက်လူကြီးကမိမိကိုချစ်ခင်စေချင်တာလုံဖို့ကံပတ်ခြင်းညက်ပြန်လည်ချစ်ခင်စေချင်တာသာသမီမိဘနဲ့ညီကိုမောင်နှမတွေကြားထဲမှာချစ်ခင်ခြင်းကိုဖြစ်စေချင်တာဆိုရင်ကျမတို့ကဒါအားဖြင့်928ပြရလို့ပြောလို့ရတယ်ပေါ့နော်မိဘကနေသားသမီးကိုချစ်ခင်တော့မိဆွေပေါင်းတဲ့တငယ်ချင်းအချင်းချင်းအပြန်အလှန်ချစ်ခင်တော့တန့်စင်တော့အချစ်ပေါ့ဒါဆိုလို့ရှိရင်ဒီလိုအချစ်မဟုတ်ရင်မတန့်စင်ဘူးလားဆိုတော့ဒီလိုတော့လည်းမဟုတ်ပါဘူး ချစ်သူရည်စားအိမ်အောင်ဘက်အချင်းချင်းဖြစ်စေပေါ့နော်ဒီနေရာမှာလိန်သူဖြစ်စေဖိုမဖြစ်စေပေါ့ယောက်ျားချင်းမိတ်ချစ်ချစ်မိန်းမချင်းမိတ်ချစ်ချစ်ဒါဟာချစ်ခင်မြတ်လို့ချင်းထဲမှာပါတယ်ဒီလိုမျိုးချစ်ခင်ချင်းတွေကိုငကိုကနေရရှိပြီးသားသူတွေဖြစ်တယ်ရှိကြတယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့တာမန်ထပ်ပို့ပြီးတော့မှထူးကဲတာလို့ဆိုတာချစ်ခင်ချင်းတဲ့အခါမျိုးမှာကျမတို့လောကီပညာအစီအရင်တွေနဲ့လုံးလို့ရတဲ့နည်းလမ်းတွေအများကြီးပဲရှိပါတယ်ဒီနေရာမှာ PRC ဆိုတာပေါ်ပေါက်လာတာပဲဖြစ်တယ် မိတ်ဆွေတို့ရှေးစဉ်ချက်ကကြားမှုခဲ့သလိုပဲအိမ်မြောင်အမိနှစ်ခွားကိုစောင့်ထားရင်ပြောက်ပွင့်နေမှန်တဲ့တော့မှန်နေပေါ့သို့တော်ဒီအိမ်မြောင်အမိနှစ်ခွားတခုတည်းကစွမ်းနေတာမဟုတ်ဘူးတချို့ဇဘက်ကြီးသေးကြီးကိုစောင့်ထားရင်စွမ်းနေဇဘက်ကြီးသေးကြီးဒီလေသူတမျိုးတဲ့ဇဘက်ကြီးအမွေရဲ့ခန္ဓာကိုယ်ကနေပြီးတော့ဒီတိုင်းထွက်လာရုံနဲ့စွမ်းသွားတာမျိုးတော့မဟုတ်ဘူးပေါ့အဲ့တော့ဘဲရပဲဖြစ်ဖြစ်နီနာဆိုတာရှိပါတယ်။ဒါကြောင့်မို့လို့ဒီလိုမျိုးစေးရီနော်ဖော်ဆက်တဲ့အခါမှာ လိုအပ်တဲ့ပစ္စည်းတွေအနေနဲ့တရောင်းတရားအနေပါဝင်တာမျိုးတွေရှိတယ်။အဲ့တော့ဒီဈေးတွေကိုတုံးဆွဲပြီးတော့ဇနီးမောင်နှံချင်းချင်းချစ်ခင်ကြတယ်။ဟိုးအရင်ရင်ခစ်တီကချီးလက်တော့ရရဘက်မှာနော်။တင်းကြီးနေထဲမှာသွားပြီးတော့မြုံနံပြီးသားအလောင်းတွေကိုတူးဖော်ပြီးတော့စီရင်နဲ့ပြီးရတယ်ရှိရယ်အဲ့ဒီလိုမျိုးပဲဒေဝိမေရော်ရီရဲ့အဟိတ် တကိုးနဲ့တေဥတတိတေဥတေဖို့စသဖြင့်မော်နော်ဓာရီကိုပန်းနံဓာရီဓာရီကို ကြိတ်ပြီးတော့စိတ်ကျပြီးတော့ဖော်တဲ့ပီယာစီစသဖြင့်အမျိုးမျိုးရှိတယ်။ဒီနေရာမှာပီယာစီနဲ့ပတ်သက်လို့ပီယာစီဆိုတာချစ်ခင်ခြင်းတစ်ခုလည်းမဟုတ်ပဲနဲ့တချို့တချို့တော့ပီယာတွေကတော့လက်လာဘာတွေကိုပါအထောက်ပံ့ပြုတာမျိုးတွေရှိတယ်။လက်ပွင့်စီတယ်ပေါ့။ဒါကိုလည်းကျမတို့ကပီယာလို့ပဲအလွယ်ပြောကြပါစို့။အဲ့လိုမျိုးမဟုတ်ပဲနဲ့တချို့တချို့တော့စေတော်ရီမှာနော်အပီယာဆိုတဲ့နေရာမှာလည်းအထက်ပီယာအောက်ပီယာရှိတယ်။တချို့တချို့တော့စေတော်ရီရဲ့အစွမ်းတက်တီက ဆွဲလန်းနေချစ်ခင်နေမှန်နေသို့တော်လူတိုင်းသုံးလို့ရနေတာမျိုးမဟုတ်ဘူးကျမကအားလုံးကိုเนาะကျမတို့ရဲ့ never do logi ဆရာတွေကိုလည်းမေတ္တာရက်ခတ်ကျင်တာကမိမိဒီဈေးကိုပေးတော့မယ်ဆိုရင်မိမိပေးမဲ့900တာသမီးဟာဒီဈေးတော်နဲ့ကိုက်ညီတဲ့သူမှန်ကန်ရဲ့လားဒါလေးကိုတစ်ချက်စမ်းစစ်ဆေးကျင်ပါတယ်တချို့တချို့တော့ဈေးတော်တွေဟာသူ့ကြီးပဲစွန့်ပြီးသား ထက်လေအောင်ပဲပြရပဲဖြစ်ဖြစ်အရာအလုံးကသူ့အစွမ်းနဲ့သူရှိတယ်စွမ်းနဲ့မှန်ပါတယ်ဒါပေမဲ့ဆောင်လို့မရတဲ့သူတွေရှိပါတယ်မိမိရဲ့လုပ်ငန်းနဲ့မတင်တော်တဲ့သူတွေရှိပါတယ်ပြရဆိုတဲ့နေရာမှာတဦးကချစ်ခင်စေချင်တာလားအများကချစ်ခင်စေချင်တာလားဒါကဆရာတို့ဆရာမတို့ကနေပြီးတော့တစ်ဖက်ကနေမိမိဘာသာဝေဖန်ပိုင်းခြားဆန်းစစ်ပြီးတော့ကိုယ့်စီကိုယုံကြည်လို့လာရောက်အနှံနဲ့တပည့်သားသမီးကိုတင့်တော်တာကိုဆောင်ဖို့ပေးရမှာဖြစ်ပါတယ်အဲ့လိုမျိုးမျိုးမဟုတ်ဘဲနဲ့ဒီ သူကချစ်ခင်စီရင်နာကသူ့အမျိုးသားတယောက်တည်းသူဒီမဟုတ်သူ့ချစ်သူတယောက်တည်းသို့တော့ဆရာကပေးလိုက်တဲ့အခါမှာ အများချစ်တဲ့စီပေါ့ဥပမာဆိုပါစို့မိန်းကလေးတယောက်ပေါ့အမှုပညာလုပ်ငန်းလုပ်နေတဲ့မိန်းကလေးတယောက်နဲ့တမန်အိမ်အောင်ရှင်အမျိုးသမီးတယောက်သုံးရတဲ့ပရာစီချင်းမတူပါဘူးသဘောတရားချင်းလည်းမတူသလိုသူတို့လိုချင်တဲ့ target ချင်းလည်းမတူပါဘူးအဲ့ဒီအပြင်ကမှအယောင်းဝင်တဲ့ပတ်သက်လို့စီဝါရေးလုပ်ငန်းလုပ်နေတဲ့အမျိုးသမီးတယောက် ဒီအမျိုးသမီးကိုလုပ်ငန်းမှာတိုးတက်ဖို့အတွက်လိုအပ်တဲ့ပေးရသည်လည်းမတူပါဘူး။ကျွန်မပြောခဲ့တဲ့အမျိုးသမီး၃ယောက်မှာသူတို့ဖြစ်ချင်တဲ့ရည်ရွယ်ချက် target တွေမတူသလိုသူတို့ကိုပေးရမယ့်အရာတွေလည်းမတူဘူးပေါ့နော်။ဒါကိုမှအကယ်၍ပေါ့အမျိုးသားတယောက်တည်းကနေပဲချစ်ခင်စေခြင်းနဲ့အမျိုးသမီးကိုအများချစ်စေတဲ့ဆေးပေးလိုက်တဲ့အခါမှာအိမ်လောင်ရေးပြဿနာတွေကြုံတွေ့နိုင်တယ်။အဲဒီလိုမျိုးပဲဆေးဘွားရေးဘက်မှာတိုးတက်ပွင့်လင်းစေခြင်းနဲ့အမျိုးသမီးတယောက်ကို သူနဲ့တင်းတော်တာမဟုတ်ပဲအခြားတစ်ခု ပေးလိုက်တဲ့အခါမှာဘေးအနောက်ရက်တွေဝင်လာပြီးတော့အနေရဖြစ်တာမျိုးတွေအများကြီးရှိတယ်။တချို့တို့သောဆေးတော်တွေကသူကြီးပဲညင်ဆွမ်းနေသို့တော်ဒီကာယကံရှင်တုံးလိုက်တဲ့အခါမှာငကိုရှိတဲ့အဆောင်လျှောက်ပထန်းဆက်နဲ့ဖြစ်စေငကိုရှိတဲ့ဒီဆေးရဲ့ပဝင်ပစ္စည်းတစ်ခုခုနဲ့ဖြစ်စေကာယကံရှင်နဲ့မတည့်တဲ့အခါမှာလက်လာဘာတွေပိတ်သွားတာမျိုးတွေကိုကချစ်စေခြင်းလို့ဒီပီယာဆေးတုံးလိုက်တော့မှပိုဝေးကွာသွားတာမျိုးတွေ တယောက်နဲ့တယောက်မျက်နှာချင်းကြည့်လို့မရအောင်မုန်းသွားတာမျိုးတွေဆက်သွယ်ရင်းလို့အကြောင်းအရာမျိုးတွေအများကြီးရှိတယ်။တချို့တချို့တော့သူတွေကတော့ဖုံးကန်ကြတာမျိုးတွေပါကြုံတွေ့ရတာမျိုးလေးတွေရှိတယ်ပေါ့နော်။ဒါကြောင့်မို့လို့မိမိလိုချင်တာကဘာလဲမိမိသွားမဲ့ဆရာကညွန်ပေးတာကဘာလဲဆက်သွယ်ရင်းဒါလေးကိုလည်းတိတိကျကျဝေဖန်ပိုင်းခြားနိုင်မှုလိုပါတယ်။ဒီလိုမျိုးမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ခောက်ရတခြားရှာရတော်တော်ဖြစ်ပြီးတော့ပေါ့သေးလို့လို့ကြောင်ထိုးမှ ဆေးကြောင်ပိုလေးသွားတာမျိုးတွေချစ်စေခြင်းလို့ဆေးသုံးလိုက်မှာပိုအမုန်းခံရတာမျိုးတွေကြုံတွေ့ရနိုင်ပါတယ်ရှင်။နောက်တစ်ခါဒီဆေးတွေကိုသုံးတဲ့အခါမှာလဲလိုက်နာကျင့်သုံးရမယ့်အချက်အလက်လေးတွေရှိတယ်။ဥပမာဆိုပါဆိုကျမတို့အောက်ဆက်ကြာကံမိရလောကီမယာဒဏ္ဍာမှာဆိုရင်ဒေဝီနှလုံးသားအထုပီယာရှိတယ်။တပင်တိုင်းဒေဝီနှလုံးသားအထုပီယာဆေးတော်ရှိတယ်။ဒေဝီနှလုံးသားပီယာဆေးစီရှိရဲ့ဒါဒီဘယ်လိုမှဆိုသုံးလို့ရတယ်။သို့တော့ကျမတို့ဒီကဆေးနှမျိုးစလုံးနေ အမဲသားဝတ်သားနဲ့ခြေလေးချောင်းသားပေါ့နော်။တာကြီးငါးကြီးနဲ့အရက်သေးစာကိုရှောင်ရမယ်။ဒီဆေးတော်ကြီးကိုသုံးတဲ့အခါမှာဒီအချက်လက်တွေကိုရှောင်မှဆေးအာနိသင်ပို့ပြီးတော့တိုးတက်ပါလိမ့်မယ်။ဒီလိုမျိုးပေါ့။တခြားတခြားသောဆေးတော်တွေမှာလည်းဒီဆေးတော်ကြီးသုံးတဲ့အခါမှာရှောင်ရမှာရှိတယ်၊ဆောင်ရမှာရှိတယ်။ဥပမာဆိုပါဆိုအမျိုးသမီးများရဲ့ခန္ဓာကိုယ်ခါအောက်ပိုင်းနဲ့ထိပြီးတော့ထားလို့မရတာတို့။နောက်တစ်ခါရောပြီးတော့ထားလို့မရတဲ့ပစ္စည်းတို့စသဖြင့်ဒါမျိုးလေးတွေရှိရတဲ့ဒီချက်တွေကိုလည်း သတိထားရပါတယ်။ဒါကြောင့်မို့လို့ကိုကဒီစီးတော်တွေသုံးမယ်ဆိုရင်ပဝင်ပစ္စည်းကိုကိုအနေနဲ့ဆရာကိုမေးလို့အဆင်မပြေဘူးဆိုရင်တော့မှသမီးလိုချင်တာသားလိုချင်တာကတော့ဒီအချက်ဒီချက်ဒီလိုတာဒါကြောင့်မို့လို့ဆရာတို့ပေးတဲ့အခါမှာဒါအဆင်ပြေရလားဆိုတော့မေးပြီးတော့မှအတုံးပြူပါကျမတို့ဒီမှာလာဝယ်တဲ့အခါမှာလည်းဒီလိုမျိုးပဲမေးပြီးတော့အတုံးပြူလို့ရပါတယ်။တချို့တချို့တော့စီးတော်တွေဟာမြင်မှုကြားမှုကြားလိမ့်မယ်ဒါကတော့တစ္ဆက်တဲ့ဘဟုတုတအနေနဲ့ပြောပြတာပါနော်အာ တေးပြီးသားနော်ကိုဝင်ဆောင် အမျိုးသမီးရဲ့ဟိုတေးပြီးသားကိုဝင်ဆောင်အမျိုးသမီးရဲ့ဒီတတိသားလောင်းပေါ့ဒီတတိသားလောင်းကိုအပူပေးပြီးတော့ထွက်လာတဲ့အစီကိုစီရင်တာမျိုးတွေတေးပြီးသားအပြူပေါ့အပြူစစ်စစ်အပြူစင်တေးသွားတဲ့အခါမှာမေးရိုးကိုလှီးပြီးတော့နော်မေးအုပ်သားကိုလှီးပြီးတော့ဒီဟာကိုအပူပေးပြီးတော့ထွက်လာတဲ့အစီကိုစောင်းတာမျိုးတွေစသဖြင့်ဒီလိုမျိုးတွေရှိရဲဒါတွေကတော့လက်တွေ့မှာတော့ကျမတို့ဒီမြန်မာနိုင်ငံအဝွန်ဝိုင်းထဲမှာတွင်းတွင်းကျပ်ကျပ်အသုံးပြုနေတာမျိုးတော့ ထင်းနေရှားရှားတော့မရှိသေးဘူးရှိကောင်းလည်းရှိမှာပေါ့နော်စွမ်းတော်စွမ်းနေသို့တော့နောက်ဆက်တွဲအနေနဲ့ခံစားရမယ့်ဆိုးကျိုးလေးတွေရှိတယ်ဒါကြောင့်မို့လို့ပီရပီရဆိုတိုင်းမပွင့်ချင်ပါနဲ့ပီရတုံးတဲ့အခါမှာကိုလိုချင်တာနဲ့ကိုရတဲ့အရာကိုက်ညီရလားအရင်တွင်းတော်နိုင်ပါစီဆုံးဖြတ်နိုင်ပါစီလို့မေတ္တာရှိထားပြီးကျွန်မအားလုံးကိုမျှဝေပေးလိုက်ရပါတယ်ဟုတ်ကဲ့ရှင်တစ်ဆက်တည်းမှာပဲမိတ်ဆွေတို့အနေနဲ့ ရောင်းမဝယ်ဘက်နေကောင်းကျင်နေအထက်လူကြီးချစ်ခင်ကျင်နေလုပ်ငန်းအင်တာဗျူးတွေမှာမိမိရရှေ့ရောက်ခြင်းနဲ့စသဖြင့်ဒီလိုအကြောင်းအရာတွေမိမိအိမ်အောင်ဘက်ရဲ့ချစ်ခင်ဆွဲလမ်းပြီးတော့တစ္ဆာရှိရာတွေကိုလိုချင်နေဆိုရင်ကျမတို့စီမှာရှိတဲ့ဒေဝီနှလုံးသားအထုပီယာစီလာဘရေလာဘရွှေအိုးနော် လာဘရွှေအိုးအထုလလာဘပွင့်စေတဲ့ဆေးတော်နောက်တစ်ခါတပင်းနိုင်အထုပီယာနဲ့အခြားခြားသောဆေးတော်များကိုလည်းမှာယူပြီးတော့တုံးဆဲနိုင်ပါတယ် ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့အောက်ဆက်ကြကမီယာလော်ဂီပညာတန်းနမှာဆရာမခင်ဦးသစာဖြစ်ပါတယ်ဒီလိုအကြောင်းအရာမျိုးလေးတွေကိုမကြာခဏမျှဝေပေးသွားမှာဖြစ်လို့ကျွန်မတို့ရဲ့အောက်ဆက်ကြကမီယာလော်ဂီပညာတန်းနပေ့ချ်ကို like and follow လုပ်ထားနိုင်ပါတယ် TikTok နဲ့ YouTube မှာလည်း channel လေးတွေရှိရဖြစ်လို့ subscribe and follow လုပ်သွားပေးပါအောင်เนาะအားလုံးကိုကျေးဇူးပါမိတ်ဆွေများကန်တူဆက်သမျှရနိုင်ကြပါစေရှင်